ပြင်းထန်သောစကလုံးတွေနဲ့ Iran ရဲ့ထိတ်တန့်ခေါင်းဆောင်ကိုတပ်ပြင်းရန်အစီအစဉ်စစ်ကြောင်း Israel ကဝန်ခံခဲ့ပါတယ်။သို့တော်လည်း Israel ကအခွင့်အရေးမရခဲ့ရသူစင်စင်ကိုမြေတီခါမြအကောင့်ထံမပေါ်နိုင်ခဲ့ပေ။ပထမအကြိမ်တပည့်များစွာတွင် Israel ကကွေးဝန်ကြီး Israel Katz က Televidi အယတ်တိုလာအလီကုမ္ပဏီကိုလုံခြံရန်တက်ကြွစွာစီစဉ်ခဲ့ကြောင်းပြောကြားခဲ့သည်။ကုမ္ပဏီသည်၎င်းတို့လက်လန်းမမီနိုင်သည့်အခွင့်အလမ်းပန်းတိုင်အဖြစ်ဖော်ပြခဲ့သည်။ စနေကြစစ်ပွဲအတွင်းအစ္စရေးတပ်ဖွဲ့ဝင်များသည့်ကုမ္ပဏီကိုမြန်မာကတပ်ပစ်မှုကိုကာစကာပြောကြားခဲ့သည်ကုမ္ပဏီသည်နက်နက်ရှာရှာမိအောင်သူဆင်းသွားက၎င်းရဲ့စစ်ကောင်းဆောင်တွေနဲ့အဆက်အသွယ်ဖျက်တောက်ခဲ့ကြောင်းသူကပြောကြားခဲ့သည်ထို့အတွက်ကြောင့်အစ္စရေးတို့သည်ပြပြတသားတိုက်ခိုက်ရန်အခွင့်အရေးမရခဲ့ပေအီရန်၏ထိတ်တန့်ဟန်၏ကောင်းဆောင်ကိုအစ္စရေးကပြစ်မှတ်ထားသည်ဟုပုံမှန်ပြောချင်းသည့်ပထမဆုံးအကြိမ်ဖြစ်သည်ယခုအချိန်အထိအစ္စရေးသည်အီရန်၏နျူကလ িয়ার နေရာမျိုးကို တခဲမှုများနဲ့ပတ်သက်၍လူသိရှင်ကြားပြောဆိုနေခဲ့သည်ကတ်စ်ကလည်းကမ္ပဏီကိုကြောက်တီဟုအခိုင်မာဆိုသည်ဒီအကြောက်တရားကတိတာတင်ရှားတယ်လို့သူကပြောပါတယ်သူကကမ္ပဏီပုံအောင်နေတဲ့ဟစ်ဘိုလာခေါင်းဆောင်ဟာဆန်နန်ဆလာနဲ့ယမန်နေကဣဇရေလရဲ့တခဲမှုတွေတည်ဆုံခဲ့သည့်ဟစ်ဘိုလာခေါင်းဆောင်နဲ့နိုင်ရှင်ခဲ့ပါတယ်ဣဇရေလကကွေးဝန်ကြီးကလည်းဒီစစ်စင်ရေးကိုစီစဉ်ဖို့အမေရိကန်ရဲ့ခွင့်ပြုချက်ကိုမစောင့်ခဲ့ဘူးလို့ပြောပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်တိုးတက်မှုရှိပါကအီရန်ကိုတိုက်ခတ်ရန် မိဂတမဒဒေါ်နယ်ထရန့်ထံမှယခုချိန်တွင်တယ်လီဗီမှမီးစင်းပြတ်ထားကြောင်း၎င်းကဆက်လက်ပြောကြားခဲ့သည်။ Israel ရန်စစ်ပွဲအစောပိုင်းတွင်တမဒထရန့်ကကမ္ဘာနီအားလွယ်ကူသောပြင်မဟုခေါ်ဆိုခဲ့သည်။ Israel သည်အီရန်၏ထိတ်တန့်ခေါင်းဆောင်ကိုမတတ်ဘဲချုပ်တီးနေခြင်းဖြစ်သည်ဟု၎င်းကကြံပြုခဲ့သည်။ဆန်နီယာကျတိုက်ပွဲများပြည်တွင်အမေရိကန်ကျော်တော်နောက်ကံပြုအပြစ်ခံရစေရေးကိုယခုတရင်ပအစောပိုင်းတွင်စတင်ခဲ့သည်။ယခုခါတွင်ကမ္ဘာနီအားတိုက်ခိုက်ရမည်သည့်ကြိုးပမ်းမှုမျိုးကမှ ချက်တွင်စစ်ဆေးခြင်းမပြုတော့ဟုဒယ်လီဗစ်ကပြောကြားခဲ့သည်။ကမ္ဘာကဣဇရဲပြမစင်းတွင်အမှန်ပင်ဖြစ်ကြောင်းပြောကြားခဲ့သည့်ကတ်စ်အီထက်ကတလဲတဲ့အင်တာဗျူးများသည့်အီရန်နိုင်ငံပိုင်းမီဒီယာတွင်အဓိပတိခေါင်းဆောင်ကမ္ဘာ၏ဗီဒီယိုမိခုံကိုပြသပြီးနောက်နိုင်ရီပိုင်းကြားတွင်ထုတ်ပေါ်လာခြင်းဖြစ်သည်။သူရဲ့မိခုံတွင်ကမ္ဘာကပြစ်ခတ်ရစေရသည့်အီရန်အတွက်အောင်ပွဲဟုခေါ်ဆိုခဲ့သည်။ဒယ်လီဗစ်ဒီရန်ဤတောင်ပြန်တုတ်ပြန်တိုက်ခတ်မှု၏ ဖုန်းနဲ့ချက်များအောက်တွင်ပြတ်ကျသွားသည်ဟုသူကဆိုခဲ့သည်ကတ္တမရှိတဲ့အမေရိကန်ရဲ့အခြေစိုက်စခန်းကိုအီရန်လက်တုပ်လက်တုပ်ပြန်မှုနဲ့ပတ်သက်၍လည်း၎င်းကကြွားလုံးထုတ်ခဲ့ပြီးသူအားအမေရိကန်၏မျက်နှာအားပြင်းထန်စွာပုတ်ခတ်ခြင်းရိုက်ခတ်ခြင်းဟူ၍လည်းပြောကြားခဲ့သည်အစ္စလာမစ်တမရနိုင်ငံ၏ဒေသတွင်းရဲ့အကြီးဆုံးအမေရိကန်အခြေစိုက်စခန်းတစ်ပြည် LUD လက်တပ်စခန်းကိုတိုက်ခတ်ခြင်းဖြင့်အမေရိကန်မျက်နှာကိုပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့ကြောင်းကမ္ဘာကြီးကပြောကြားခဲ့သည် မန္တကယ်ပြည့်စည်စေသည်ဟုဆိုရင်အရင်ကအဖြစ်အပျက်တွေကိုပုံကြည့်ချက်ပြီးကြည်ကြည်မမမဖြစ်ခဲ့ဘူးလို့ဆွဆွဲပြီးဒီအဖြစ်အပျက်ကိုဆော့ချဖို့ကြိုးပမ်းခဲ့သူတွေကိုသူကဆွဆွဲခဲ့ပါတယ်။ဒါပေမဲ့အမှန်တမ်းပြောရရင်တော့ကြည်ကြည်မမတခုခုတော့ဖြစ်သွားပြီပေါ့။အစ္စလမ်တမရနိုင်ငံဒီဒေတာတွင်မှာရှိတဲ့အဓိကမိကနေရာတွေကိုဝင်ရောက်တိစုနိုင်ပြီး၎င်းတို့ကိုအလိုရှိတိုင်းတိုက်ခိုက်နိုင်ကြောင်းကမ္ဘာကြီးကထလောင်းကြောကြခဲ့တယ်။ဒါဟာအသေးမကြီးစမဟုတ်ပေမဲ့အလွန်အရေးကြီးတဲ့ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်တယ်လို့သူကပြောပါတယ်။ ရန်လိုမှုပုံများလာပါကနောက်တွင်ယခုကဲ့သို့တိုက်ခတ်မှုမျိုးထပ်မံဖြစ်ပေါ်နိုင်သည်ဟုသူကတည်ပြီးခဲ့သည်ရန်လိုနဲ့အီရန်တို့ဆန့်ကျင်ဆန္ဒပြသူအတိုင်းအတွက်ကုန်ကျစရိတ်ကြီးမြင့်တယ်လို့သူကလည်းထပ်ဆိုခဲ့သည်ပြေကရာစီမှာခမနီဒေတို့ရဲ့ဣဇေဤနောက်ဆုံးဝန်ခံချက်များသည့်တန်တမာရေးရာပြိပကအသိကိုဖွင့်ပြခဲ့သည်ယခုအခါဒုံးကျင်မြောက်ဝင်ရောင်းဝယ်ခြင်းအစားနဲ့နိုင်ငံစလုံးသည့်ခိုင်မာသောစလုံးများဖြင့်ရောင်းဝယ်နေကြပြီဖြစ်သည်အနောက်အာရှအခြေအနေသည့်အလွန်တင်းမာနေဆဲဖြစ်ပြီး အချိန်မီပြန်လဲအကျန်းဖက်လာနိုင်သည်